ကြောက်ကဲ့ယောဂတွေအိမ်ပါပြီးတော့ကုသနေရတဲ့6နှစ်ရဲ့ရခိုင်ကလေးလေးအားလုံးပဲမင်္ဂလာပါရှင်။ဒေဆလီဘေးနီယူပေးကနေပြန်လည်ကကြိုဆိုလိုက်ပါရစေ။ဝင်းဖို့ကင်ဆိုတဲ့ကလေးလေးဟာရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်မှာနေထိုင်တဲ့ရခိုင်ကလေးလေးတစ်ယောက်ဖြစ်ပါရစေ။6နှစ်ရွယ်သားရှိသေးတာကြောင့်ဘာယောဂမှမရှိဘူးလို့ထင်ကြပေမဲ့လေကြောက်ကဲ့ယောဂဖြစ်နေခဲ့ပါရစေ။အရှင်ကဝင်းဖို့ကင်ဟာအစားရိမများစားနိုင်တာကြောင့်မိဘတွေကကလေးကိုဝါလာတယ်လို့ပဲထင်ကြတာပါ။နောက်ပိုင်းမှာတော့ကလေးရဲ့မျက်နှာတွေလက်တွေခြေတွေကရှောင်လာပါရစေ။ ပုံမှန်မဟုတ်တဲ့လက္ခဏာတွေပြလာခဲ့ပြီးတော့စီးရုံကိုတွားပြလိုက်တဲ့အခါမှာကြောက်ကဲ့ပျက်စီးနေပြီဆိုတာကိုသိလိုက်ရပါတော့တယ်။မိဘတွေကတော့အသက်6နှစ်ရွယ်ကလေးကကြောက်ကဲ့ယောဂဖြစ်မှသာဒီယောဂါကအသက်အရွယ်မရွေးခံစားရနိုင်နေဆိုတာသိသွားပါတော့တယ်။ရခိုင်ပြည်နယ်မှာကလေးကိုကုသပေးမယ်လေပျက်စီးကိရိယာမစုံလင်တာကြောင့်ဆရာဝန်တွေကရန်ကုန်မှာပဲတွားရောက်ကုသဖို့အကြံပေးကြပါတယ်။ကလေးရဲ့မိခင်ကဝင်းဖူးခိုင်ကို အသက်ဆက်ရှိစေချင်တာကြောင့်သူမိဘတွေနေထိုင်တဲ့အိမ်ကိုပောင်းပြီးတော့ရန်ကုန်မှာဆေးလာကူရပါတယ်။ကလေးရဲ့မိကအိမ်ပိုင်မရှိတာကြောင့်သူ့ရဲ့မိဘတွေကအိမ်ပောင်းပေးလိုက်တာပါ။အိမ်ပောင်းထားတဲ့ငွေဟာသိန်း၁၀ခန်းလောက်သာပါပြီးတော့ရန်ကုန်ကိုရောက်ချိန်မှာတော့ငွေရမကျန်တော့ပါဘူး။ရန်ကုန်မှာဆေးရုံတရတာလီလာခက်ရှိပြီးဖြစ်ပေမဲ့လေကလေးကတော့ခုထိမတက်သားသေးပါဘူး။ချောင်းနေရတာရှိသေးပေမဲ့လေဝင်းဖို့ခိုင်ကကြောက်ကက်ယောဂါကိုအရွယ်နဲ့မလိုက်အောင်ခက်စားနေရပါတယ်။ဝမ်ပိုက်ကအစမတန်ဖောင်းနေရကြောင့်နေရာခက်နေပြီးကြောက်ကက်ကိုမကြာခဏဆင်းနေရပါတယ်။ စေယုတ်တတာကြလာတာနဲ့များငွေလဲနေလာတဲ့ပြင်မိသားစုကလည်းဆက်လက်မထောက်ပံ့နိုင်တော့ပါဘူး။ကလေးရဲ့ဖေဟာခြားနေရာမှာအလုပ်သွားလုပ်နေပြီးတော့အစာပိုင်းမှာတော့ကလေးအတွက်စီးပွားတွေကိုပေးပါသေးတယ်။နောက်ပိုင်းမှာတော့ကလေးဖေနဲ့လည်းဆက်သွယ်ပြတ်နေတာတလားခဲ့ရှိပြီဖြစ်ပြီးတော့ကလေးရဲ့ချင်းတွေကလည်းပိုဆိုးလာပါရင်ဝရတဖြည်းဖြည်းနဲ့နေလာလို့ကလေးရဲ့အမေမက်သက်ဖိုးလွင်ကအလှရှင်တွေထံမှာကူညီတောင်းနေရပါတယ်။ကလေးရဲ့ကြောက်ကက်စီးဖို့အတွက်အလှရှင်တွေနဲ့ငွေနဲ့အသက်ဆက်နေရပြီးကြောက်ကက်လေးဖို့လည်းလိုအပ်နေပါတယ်။ ကျောက်ကလေးမှသာတက်တော်တော်မှဖြစ်ပေမဲ့လေကျောက်ကလူရှင်ကလည်းလိုအပ်တယ်လို့ကျောက်ကလေးရင်လေတင်းရချီပြီးတော့ကုန်ကြမှာပါမတ်သက်ဖိုးလွင်ကအမေတယောက်ရဲ့မြတ်တာနဲ့သူသမီးလေးကိုကူညီပေးဖို့တွေ့မြတ်တာရဲ့ခံထားပါရီဆေးုံမှာလာချီအောင်စောင့်နေရတာကြောင့်ပင်မလာပြီးမဲ့လေကလေးကတော့မတက်သားသေးပါဘူးကလေးတွေကျောက်ကလေးရင်တော့အသက်ရှင်ဖို့အတွက်မျှော်လင့်ချက်လေးရှိနိုင်သေးတာလို့ကျောက်ကလေးချင်းနေလို့ဆိုပါရီကျောက်ကယောဂါကလူကြီးတွေမှာပဲဖြစ်ကြမှာမဟုတ်ပဲကလေးရွယ်တွေမှာလည်းဖြစ်ကြပါရီ ကလင်းဟာအရွေနဲ့မမြအောင်ဝေဒနာခံစားရတဲ့အတွက်ပရိတ်တာဖွဲ့တွေကတော့တနင်္သာရီကကိုညီနေကြသလိုရုပ်ကလေးတွေပါလက်ဆောင်ပေးကြပါရီ အသက်6နှစ်ရဲ့မှာအခြားကလေးတွေကကြောင်တက်နေနိုင်ပြီဖြစ်ပေမယ့်ဝင်းဖို့ခိုင်ကတော့ကျန်းမာရေးမကောင်းတာကြောင့်ဆေးရုံမှာလာနေချင်နေရပြီးတော့အမေဖြစ်သူကသူ့သမီးလေးအမြန်ဆုံးကျန်းမာစေချင်နေပါရီ။ကြောက်ကံမလေးကမှာအသက်ဆက်ဖို့အတွက်သိန်း40တန်းဆေးလိုအပ်နေတာကြောင့်ဒီဆေးတွေလည်းလူရှင်လိုအပ်နေပါရီ။ကြောက်ကယောဂါကိုခန်းစားနေရတဲ့လူကြီးတွေနဲ့အလူလက်ပိုင်းရွယ်တွေတောင်မှအရင်နာကျင်းနေရပြီး6နှစ်ရွယ်ကလေးကတော့ပို့ပြီးတော့ခန်းစားရပါရီ။ညဘက်တွေမှာလည်းအိတ်လိုမရသလိုရေလဲတောက်လို့မရတဲ့ပြင်ဝမ်ပိုက်ထဲမှာလည်းရေတွေပြည့်နေလို့ငိုနေတတ်ပါရီ။ မတ်တပ်ဖူးလွင်ကသူသမီးလေးရဲ့ဖြစ်ကိုမကြည့်ရတော့ပါဘူး။ဝင်းဖူးခိုင်ကိုဆက်သွဲလူတန်းလူသူရဲ့အတွက်မတ်တပ်ဖူးလွင်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့39ကို431 996ကိုဆက်သွဲနိုင်တယ်လို့သိရပါရယ်။ဝင်းဖူးကလည်းဒီဝေဒနာတွေကြော်ဖြတ်ပြီးတော့အမြင်ဆုံးနေကောင်းပါစေလို့ဆုတောင်းပေးလိုက်ပါရယ်။